အပူလိုက်ဒုံးကြီးကလေရင်အနောက်ကိုဘလို့လိုက်တယ်လဲဆိုရင်ထိတ်ဖူးမှတက်စင်ထားတဲ့ကင်မရာကညကြီးမှန်ပြောင်းနဲ့စင်တူနေတာကြောင့်အပူတက်ထုတ်လွတ်တဲ့အရာမှန်တဲ့မြောက်ကိုမြင်တွေ့နိုင်စွမ်းရှိရဲ့ကင်မရာအရှိမကာရန်ထားတဲ့ပန်ကာလူမျိုးအရာကတာကတ်ကိုချိန်ရွယ်ပြစ်ခတ်ဖို့အတွက်အသုံးပြုထားတာဖြစ်တဲ့အရင်ဆုံးတာကတ်ကိုပန်ကာကြားထဲမှာမြင်နေရတယ်ဆိုရင်ဒါမှမဟုတ်ကြမ်းကြားထဲမှာချောင်းကြည့်နေတယ်လို့ဖြစ်နေရင်တာကတ်ကိုမမိသေးပါဘူးတာကတ်ကအလဲဘိုဟိုတဲကိုရောက်သွားပြီဆိုရင်တော့အဲ့ဒီတာကတ်ကိုမှတ်သားလိုက်ပြီးပြစ်ခတ်လို့ရပြီဆိုတာကို 吃变了的。 ဒုံးကြီးကိုကိုွေးဖို့ဆိုရင်အထဲမှရှိတဲ့ gas ဘူးကအဖွင့်အပိတ်လုတ်ပြီးတိုးထွက်လာတဲ့ pressure အားနဲ့ပဲ့ထိန်တစ်ခုချင်းစီကိုသွန်းကန်မှုပြုတ်လောက်ကလှုပ်ရှားလာစေတယ်။အမိမှရှိတဲ့ပဲ့ထိန်ပေါ်မှာတက်ဆင်ထားတဲ့အလေးဒုံးတွေကနေရာအရွှေ့ပြောင်းပြုတ်လောက်ပြီးတော့ဒုံးကြီးရဲ့ဟန်ချက်ကိုလိုအပ်တယ်လို့ထိန်ညှိပေးနေတာပါ။ဥပမာဒုံးကြီးရဲ့အလေးချိန်ဟန်ချက်ကအလေဘဟိုမှာရှိနေတာ။ဒါပေမဲ့အဲ့ဒီအလေနေရာကိုကျိုးနဲ့ချီပြီးတော့လက်နဲ့ဟွေ့ရမ်းကြည့်မယ်ဆိုရင်ဒုံးကြီးကဟန်ချက်မညီတော့ပဲတဖြည်းဖြည်းနဲ့ဘေးကိုစောင်းထွက်သွားကနောက်ဆုံးတော့ ဘေးတိုက်အနေထားနဲ့အပြောင်းလိုက်ကြီးရွေ့ရှားနေမှာဖြစ်တဲ့ဒါကြောင့်ဒုံးကြီးကဟန်ချက်မညီဘူးဆိုရင်သူ့ရဲ့ဥတီချက်ကဘေးကိုပဲရိုင်ထွက်နေမှာကြောင့်တက်တက်မသွားနိုင်တော့ပဲရှောက်ရမ်းနေတော့မှာတကယ်လို့အလဲဟန်ချက်နေရာကိုရွှေ့ပြီးအမိဘက်ပိုင်းမှာပြောင်းချီလိုက်မယ်ဆိုရင်တော့ကျိုးနဲ့ဟွေရမ်းကြီးလိုက်တဲ့အခါဒုံးကြီးကမဆောင်တော့တဲ့အပြင်ရှေ့ထိပ်ဖူးကလည်းအရှိကိုဥတီပြီးတော့တင်းကျိန်စွာရွေ့ရှားနေမှာဖြစ်တဲ့ဒါကြောင့်ဒုံးကြီးကရက်တက်နေတဲ့အချိန်မှာသူ့ရဲ့ဗဟုဟန်ချက်ကအလဲတက်တက်မှာရှိနေပြီးတော့ဒုံးကြီးကရွေ့ရှားနေတဲ့အချိန်မှာဗဟုဟန်ချက်က အမီးဘက်ပိုင်းကိုရောက်သွားတာဖြစ်တဲ့ဒါကြောင့်အလေးတုံးတွေကအမီးဘက်ပိုင်းမှာဟန်ချက်ညီအောင်ထိန်းထားရတဲ့အပြင် နေရာရွှေ့ပြီးတော့ဒုံးကြီးကကွေးဝိုက်နေတဲ့အခိုက်မှာဟန်ချက်မပြတ်အောင်အလိုက်တင်ထိန်းညှိပေးနေရတာ ဒုံးကြည်ကတာကတ်နောက်ကိုကိုွေးပတ်ပြီးတော့ခွေးယူးလိုမျိုးအနောက်ကနေပေပြီးလိုက်တာမဟုတ်ပါဘူး။တာကတ်သွားမဲ့နေရာကိုကြိုတင်တွတ်ဆပြီးမှဖြက်လန်းကနေလိုက်တာမျိုးဖြစ်တဲ့အဲ့ချိန်မှာလီရင်ကအစွမ်းကုန်အချိန်မြင့်ပြီးပြေးရင်တော့သူ့ရဲ့အင်ဂျင်နဲ့ကြီးမားတဲ့ကိုထယ်တို့ကြောင့်လေးလံသွားတဲ့အတွက်ပေါ်ပါတက်လက်တဲ့ဒုံးကြည်ကတော့ပုံမြန်နေမှာဖြစ်တဲ့ဒါကြောင့်လီရင်ကဘလိုပဲကိုွေးကိုွေးဂျွန်းထိုးပြပြီးတော့ဘလိုပဲရှောင်ရှောင်အပူလိုက်ဒုံးကြည်လက်ကနေပြေးမလွတ်ပါဘူး။ဒါပေမဲ့ဒုံးကြည်ရဲ့အားနည်းချက်ကအပူတက်ထုတ်လွတ်တဲ့မိတိရင်မျိုး ိုးကိုမစို့ဥပမာခီးတဲ့တင်လေးရင်တွေအတွက်အန်ဒီရရှိနေတာကြီးကပြဿနာပါသူ့ရဲ့အားသာချက်ကတော့အပူလိုက်သုံးကြည်တက်ဆင်ထားတဲ့ပြည့်စင်ရှိနေရင်မိတိရင်အမျိုးသားကမှစွန့်စားပြီးတော့မလာရဲကြပါဘူး